ချစ်သူတောင်ယောက်ရှိပူကြောင်းအသက်ကြီးမှငယ်ဘဝအကြောင်းလေးပြောပြလာခဲ့တဲ့ရန်အောင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ရန်အောင်ဆိုရာကတော့မြမအမှုပညာလောကမှာအအောင်မြင်ဆုံးမင်းသားတစ်လက်ဖြစ်ပါတယ်ငယ်ချင်းကလေးကနေအခုချိန်ထိအမှုပညာအလုပ်တွေကိုစဉ်ဆက်မပြတ်လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီးအကယ်ဒမီများစွာရရှိခဲ့တဲ့အကယ်ဒမီများရှိတယောက်ဖြစ်ပါတယ်ရန်အောင်ဟာတရုတ်ဆောင်ပညာကိုအပေါလုံမရှိတရုတ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ကလူကျိတ်များခဲ့သူတစ်ယောက်ဖြစ်ပါတယ် ရန်အောင်ဟာတိရုပ်ဆောင်ပိုင်းတွေမှာကတချင်းဆိုရာမှာလည်းပါရမီပါသူတစ်ယောက်ဖြစ်ပါတယ်။တချင်းကောင်းများစွာကိုလည်းတည်ဆိုခဲ့ပြီးတော့လိုက်ရှိုးရီကိုလည်းတည်ဆိုခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ရန်အောင်ရဲ့အောင်မြင်ခဲ့တဲ့လိုက်ရှိုးရီကတော့ရန်အောင်နဲ့နတ်သမီးများရှိုးနဲ့ရန်အောင်နဲ့ချစ်သူများရှိုးတို့ပဲဖြစ်ပါတယ်။ရန်အောင်ဟာအသက်ကြီးလာကြောင်းအခုနောက်ပိုင်းတွေမှာအနုပညာအလောလောတာနည်းနည်းကျဲသွားခဲ့ပါတယ်။အခုတော့ပွဲတက်လာပြီးသူ့ရဲ့အခြေအကျအကြောင်းကိုလည်းပြောပြလာခဲ့တာဖြစ်ပါတယ်။ မင်းသမီးအငယ်လေးတွေနဲ့ပွဲတက်ရတဲ့အတွက်လဲသူအတွက်စမ်းတယ်လို့ပွဲမှာလုပ်ရတဲ့ event တွေကလည်းသူတကားမှမကြုံဘူးတာကြောင့်အတော်လေးသဘောကျပါတယ်လို့ဆိုပါယ်ကလေးတွေအားလုံးကလည်းချစ်စရာကောင်းပါတယ်လို့ဆိုပါယ်ရန်အောင်ဟာသူ့ရဲ့အချစ်ရဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်သူ့ရဲ့ဘဝမှာချစ်သူ၃ယောက်သာထားခဲ့ဘူးတယ်လို့ဆိုပါယ်ပထမဆုံးတစ်ယောက်ကတော့ចောင်းသားဘဝတော်ကတွဲခဲ့တာဖြစ်ပြီးနောက်ထပ်နှစ်ယောက်ကတော့အမှုပညာလောကတွေဝင်ရောက်လာမှတွဲခဲ့တာပါလို့ချက်ပြပြောဆိုလာခဲ့ပါတယ် အကြဆုံးအားအသက်တန်းကတော့9နှစ်လို့ဆိုပါတယ်။နောက်ဆုံးရီးသားလေးနဲ့ပြည့်စဲသွားပြီးရနောက်မှာတော့ကို့ဘာသာတယောက်တည်းနေနေပဲတယောက်တည်းဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။အခုလည်းတယောက်တည်းနေလာကြတော့ရီးသားလေးထားဖို့စိတ်ကူးမရှိတော့ဘူး။အသက်တွေလည်းကြီးလာပြီဆိုတော့အချစ်ကြီးကိုစိတ်မဝင်စားတော့ဘူးလို့ဆိုလာခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးရီးသားနဲ့ပြက်ခဲ့တာကလည်းချုပ်ချယ်လို့လို့ဆိုပိုင်းတဝင်းဒိုရာချုပ်ချယ်တာကိုနားလည်ပေးမယ်လေတရလွန်လာတာကြီးကိုတော့လက်မခံနိုင်ခဲ့ဘူးကိုဟာဖောက်ပြတတဲ့လူမျိုးမဟုတ်ဘူးဆိုတာသိပါရဲ့နဲ့ချုပ်ချယ်တော့ကြာတော့နောက်ဆုံးပြက်စဲခဲ့ကြတာပါလို့ဆိုပိုင်း အခုနောက်ပိုင်းတော့အချစ်ကပူလောင်လာရင်လို့ဆိုပါ යි အရင်ကတကယ်ချစ်ခဲ့ဘူးတော့ပူလောင်ခဲ့ဘူးတဲ့ရှင်လည်းခုန်ခဲ့ဘူးတဲ့အခုချိန်ဒီလဲတိုက်ဆိုင်ရင်အမတ်တရတွေကိုတတိယရာမျိုးတွေရှိတယ်လို့ရင်မွေးနံလေးရရင်ခုန်တာမျိုးတွေရှိခဲ့တယ်လို့ဆိုပါ යි ရင်ခုန်ပြီးချစ်ရတဲ့အချစ်ကတတတဖြစ်လာခဲ့ပါ යි လို့ဆိုပါ යි ဒါပေမဲ့လည်းနှလုံးသားထက်အုံနောက်ကိုပို့ပြီးဦးစားပေးလာတဲ့အခါမှာတော့ရင်ကျက်သွားခဲ့ပါ යි အရင်ကတော့အတဆန်စွာနဲ့ချစ်ခဲ့တဲ့ရင်ကျက်ပြီးနောက်ပိုင်းကိုကျင်းစာတရားနဲ့ချစ်တိုက်ခဲ့ဖို့ပါတယ်လို့ဆိုပါ යි ်အခုချိန်မှာတော့ရန်အောင်ဟာလူပြိုကြီးဘဝနဲ့အယိုးထုတ်နေရဖြစ်ပါတယ်ရန်အောင်ဟာအသက်ကြီးလာပြီမဲ့လည်းအခုချိန်ထိနှုပြိုနေဆဲဖြစ်ပါတယ်ငယ်ချစ်ကတော့အခုချိန်ထိတိုက်ဆိုင်မှုတွေရှိရင်သတိရတယ်လို့ဆိုပါတယ်နောက်ဆုံးအချစ်ကတော့အကယ်ဒမီ၅ဆုမြောက်ရပြီမှပြက်စဲခဲ့တာဖြစ်ပြီးတော့အခုဆိုရင်အနှစ်20တောင်ကျသွားပြီဖြစ်ကြောင်းလေးပြောပြလာခဲ့ပါတယ် အနည်း20လောက်အချစ်နဲ့ဝေးကွာလာကြောင်းလဲအခုချိန်မှာတော့မချစ်တတ်တော်ဘူးလို့ဆိုပါတယ်ပရိသတ်တွေကတော့ရန်အောင်ထားခဲ့တဲ့ကြီးသားတွေဟာမိန်ကလေးမဖြစ်နိုင်ဘူးလို့ထင်ကြည်ပြီးနေရာမျိုးတွေရှိပါတယ်ရန်အောင်ဟာမိန်ကလေးတွေကိုသဘောမကျဘူးလို့ပြောကြတာမျိုးရှိပြီးတူထားခဲ့တဲ့ကြီးသားတွေအကုန်လုံးကလည်းတငယ်တွေဆိုပြီးပြောဆိုကြတာမျိုးတွေရှိတာဖြစ်ပါတယ်ရန်အောင်ကတော့သူ့ရဲ့ချစ်သူတွေဟာမင်းသမီးတွေမဟုတ်ဘူးလို့ပြောဆိုထားတာကြောင့်အပြင်ကတခြားမိန်ကလေးတွေလည်းဖြစ်နိုင်တယ်လို့ယောက်ျားလေးတွေလည်းဖြစ်နိုင်တာဖြစ်ပါတယ်။ပရိသတ်တွေလည်းရန်အောင်ဟာမိန်ကလေးနဲ့တွေ့ခဲ့ရလာ တငယ်ရင်းနဲ့တွဲခဲ့တာလားဆိုတာခမှန်းပြီးသွားကြပါအောင်ရှင်။